နလင်းကြောင့်ပျက်စီးခဲ့သည့် ရှေးဟောင်းဝဆောင်းအုံများအားရှေးမှုမပြတ်ပြင်းစင်နေသောတဲ့တွင်ကိုတင်ဆက်ပြပါမယ်။ ငလင်းချောင်းပျက်စီးခဲ့တဲ့မန္တလေးနယ်စခိုင်းရှိရေဟောင်းအဆောက်အုံတွေကိုရေမှုမပြတ်ပြင်ဆင်နေတယ်လို့ရေဟောင်းသူရေတနာနှင့်အမျိုးသားပြားထိုင်ဦးစီးဌာနကအသိရပါတယ်။မတ်လ28ရက်နေ့မှာ Richter scale ခုနှစ်တရမခုနှစ်ရှိအင်အားပြင်းငလင်းလှုပ်ခတ်ခဲ့တာကြောင့်မန္တလေးအင်းဝပင်ရပလဲကျောက်ဆဲမခရအမရပူရနယ်စခိုင်းမင်းကွန်းဒေသတွေကရေဟောင်းအဆောက်အုံများစွာထိခိုက်ပျက်စီးခဲ့ရတာပါ။ အဆိုပါငလျင်ထံချောက်ထိခိုက်ပျက်စီးခဲ့တဲ့ရေဟောင်းအဆောင်အုံထွေးပြန်လည်ပြုပြင်ထိမ့်သိမ်းနိုင်ဖို့ရေဟောင်းသူတေသနာနှင့်အမျိုးသားပြထိုင်ဦးစီးဌာနကနေလုပ်ငန်းထွေးကိုအစဉ်အလိုက်စနစ်တကျဆောင်ရွက်နေကြတယ်လို့ဆိုပါတယ်။ ရှေးဟောင်းဝက်ဆောင်တွေပြုပြင်ထိန်းသိမ်းနိုင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ရှာမှာလဲလုပ်ငန်းစဉ်တွေချမှတ်ပြီးလက်တလုံးပြည့်စည်မှုစရင်ကောက်ယူထားဓာတ်ပုံဗီဒီယိုမှတ်တမ်းတွေရိုက်ကူးထားအသွင်းနယံစေးရေးပချီတွေ ထိခိုက်မှုရှိမရှိစစ်ဆေးထားအရေးပေါ်ထိန်းသိမ်းဖို့လိုအပ်ပါကထိန်းသိမ်းထားတန်ရှင်းရေးလုပ်ငန်းဆောင်ရွက်ထား ခမန်းခြေစရင်နဲ့စီရင်ခန်းစာရေးသားချောင်း concept restore rebate ဆောင်ရွက်ထားစတဲ့လုပ်ငန်းတွေကိုသက်ဆိုင်ရာနယ်မြေအလိုက်အဖွဲ့တွေဖွဲ့စည်းဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်မတ်လ30ရက်နေ့ကလည်းမန္တလေးနမ်းမြို့ရိုးနယ်မြို့ရိုးအတွင်းရှိရှေးဟောင်းအဆောင်တွေ ထိခိုက်ပျက်စီးမှုအခြေအနေတွေကိုလည်းကြည့်ရှုစစ်ဆေးခဲ့တယ်လို့သိရပါတယ်ရှင်။